ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာခုကြံစပြီး2025ခုနှစ်ဇွန်လ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီရေးသတင်းများကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီရေးသတင်းကတော့ရန်သူစစ်ကောင်စီဘက်ကငွေကြေးသွင်းပြီးတံပြန်ထောက်လန်းနေတာတွေကိုသတိပြုဖို့ KNDF 2စစ်ဦးစီးချုပ်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်ရန်သူစစ်ကောင်စီဘက်ကငွေကြေးအင်အားသွင်းပြီးတံပြန်ထောက်လန်းနေတာတွေကိုသတိပြုဖို့ ကင်းရီမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ်မာဝီကသတိပေးပြောကြားလိုက်ပါတယ်။ရန်သူတွေဟာမိတ်ဆွေအယောင်ဆောင်တက်တဲ့လေကျင်းရှိတာကြောင့် KNDF ဒုစစ်ဦးစီးချုပ်က KNDF ရဲဘော်တွေနဲ့အခြားသောတော်လှန်တပ်တွေကရဲဘော်တွေကိုသူ့ရဲ့လူမှုကွန်ရက်ဆံပြနာကနေအခုလိုပဲသတိပေးလိုက်တာဖြစ်ပါတယ်။တော်လှန်ရေးအောင်မြင်ဖို့တကယ်စိတ်ရင်းနဲ့ကူညီပေးနေသူတွေကြားမှာရန်သူဖြစ်တဲ့စစ်ကောင်စီတပ်ဘက်ကငွေကြေးအင်အားသုံးပြီးဝစ်စုံဘိုးနဲ့ထမင်းဘိုးထောက်ပံ့ကသတင်းထောက်လန်းနေတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ အချို့ကလာလိုက်မယ်ရှေ့တဲ့ဗန်နီယာအတွက်ဟင်းလေးလှူခြင်းလို့ထမင်းကျွေးခြင်းလို့လူဦးရေဘလောက်ရှိလဲဆိုပြီးမင်းတို့ငါတို့ကလည်းရှေ့မှာထမင်းဟင်းမကောင်းတော့ဝမ်းတာပြီးဗန်နီယာရှေ့တန်းမှာတော့လူဘလောက်ရှိတယ်နွားတကောင်မှလောက်မှာဝတ်တကောင်မှလောက်မှာဆိုပြီးလှုပ်အဲ့ဒီမှာသတင်းကပေါက်အချို့ဆိုရင်စားနေတဲ့ဓာတ်ပုံတော်တောင်းလိုက်မယ်လို့ KNDF ဒူစီဦးစီးချုပ်ရဲ့သတင်းပေးချက်မှာဖော်ပြထားပါတယ်ရန်သူဟာတိမ်ပေါင်းများစွာတုံးနိုင်တဲ့ဖွဲ့စည်းဖြစ်တယ်ဆိုတာမမေ့ဖို့နဲ့ကုတက်ချင်းတွေကိုထုတ်ဖော်ပြောဆိုတာမျိုးမလုပ်ဖို့ကိုလည်းတိုက်တွန်းထားပါတယ် ကျွန်တော်တို့အားလုံးကိုကိုကိုတော်မသိလိုက်ပဲရန်သူသတင်းပေးမဖြစ်စေဖို့ကျွန်တော်တင်ပြတာတွေလုံးမိနေရင်ရက်ပေးပါဆင်ကျင်ပေးဖို့ KNDF2 စီဦးစီချုပ်ကတောင်းဆိုထားပါတယ်။ကရင်ညီမျိုးသားများကာကွယ်ရေးတပ် KNDF2 စီဦးစီချုပ်မောင်ကြီးရဲ့ရဲဘော်တို့မဖြစ်နဲ့သတိမလုံးနဲ့သတိသတင်းမပေးမိစေနဲ့သတိဆိုတဲ့ရေးသားတင်ပြချက်ကိုတော်လိုင်းတပ်ဖွဲ့အချို့နဲ့တော်လိုင်းအင်အားစုတွေကပြန်လည်မျှဝေနေကြပါလိမ့်ခင်ဗျာ။ ခုတခါချင်းရွှင်းမြစ်တိုင်းဆန်းတက်လာတဲ့စစ်သမောအုပ်ကို300ခွဲပြီးတိုက်ခတ်ခဲ့ရမှာစစ်သားတွေအထိနာသွားတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကိုဖျက်ဆီးဆီးဆင်းနေတဲ့ချင်းရွှင်းမြစ်ကြောင်းတိုင်းဆန်းတက်လာတဲ့စစ်သမောအုပ်ကို300ခွဲပြီးတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကအထိနာသွားတယ်လို့တောင်ပန်ဒီအထူးပြောက်ကြားတပ်ဖွဲ့ကပြောပါတယ်။ ချင်းရွှေမြေကြောင်တိုင်ဆန်တက်လာတဲ့စစ်သမော30နဲ့ဖလက်ခွန်စစ်သမောတွေကိုတော်လိုင်းတပ်ဖွဲ့ကဇွန်လ28ရက်နေ့နေ့လယ်2နာရီခန့်အချိန်မှာရှေ့ရွက်မိုင်းတွေပါဝင်လက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအထိနာသွားတာကြောင့်စစ်သမောဘော်ကနေပြစ်ကူပေးပြီးချင်းရွှေမြေကြောင်တိုင်ဆက်လက်ဆန်တက်သွားတယ်လို့အသိပေးပါတယ်။တော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်သားတွေထိခိုက်သေးဆုံးမှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့လည်းဆိုပါတယ်။အဲဒီစစ်သည်မအုပ်ဟာဇွန်လ29ရက်နေ့ညနေပိုင်းက ်ချင်းရွံ့မြေကူတရားဒဇင်ဖြစ်တဲ့ရှင်မြူရှင်တရားမှာညှိုက်ခဲ့ပြီးဖလက်ကိုစင်စစ်သမော့အကြီး20အသေးဒဇင်ပါဝင်တယ်လို့သိရပါဗယ်ဒီတိုက်ခိုက်မှုကိုမာမိတ်ညီနောင်အဖွဲ့အစည်းတွေဖြစ်တဲ့ချင်းတွင်ဒိုင်နမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်ကြီးတောင်မန်ဒီအထူးပြောင်းကြားတပ်ဖွဲ့စလင်ကြီးငားမြင့်ဆောင် Fighter Group Local PDF မုံရွာဆိုလိုအောင်ကြီးစလင်ကြီးရင်းမပင်ခရိုင်ဘူဟာအမှတ်48တရင်တက်ခွဲ3 Defender of Our Motherland Special Gorilla Force မုံရွာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါလေ တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နိုင်ဖို့ကြီးလိုအပ်ချက်ရှိနေတာကြောင့်ပြည်တွင်းပြည်ပမှာရှိတဲ့ထောက်ပို့ဖွဲ့တွေအနေနဲ့ကြီးတောင်ဘိုးပဲဖြစ်စေပအဝင်ထောက်ပို့ပေးဖို့ဒေသတွင်းတော်လှန်ရေးဖွဲ့တွေကမြစ်တာရက်ခံထားပါလိမ့်ခင်ဗျာဆလဘီတနင်္သာရီမြို့နယ်တိုင်းကုံရွာအနီးမှာစစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကရင်မြို့သားစီယုံကော်တူလီအုပ်ချုပ်နေမိတဲ့ကတနင်္သာရီမြို့နယ်တိုင်းကုံရွာအနီးတွိုင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတက်ဖွဲ့လို့ကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNU မြိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။မောတောင်တကျောကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတက်ဖွဲ့တွေနဲ့ KNLA တန်ရင်း7လက်အောက်ခံတော်လိုင်းတက်ဖွဲ့တွေမနေ့ကဇွန်လ28ရက်မနက်8:00နာရီလောက်ကစပြီးတိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါတယ်။စစ်ကောင်စီတက်ကတိုက်ပွဲဖြစ်ရာနေရာနီးတဝိုက်ကိုဂျက်လီရင်တွေနဲ့တိုက်ခိုက်နေပြီးမနက်10:00နာရီကမှဘုံအကြီးနှလုံးနဲ့ဘုံငယ်10လုံးထပ်မနဲ့လာရောက်ကျဲချခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုသာထိမှန်ခဲ့တယ်လို့ KNU မြိတ်တဝဲခရိုင်ကအသိပေးပါတယ်။လက်ရှိချိန်မှာလည်းမောရောင်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်မှုစူးစမ်းနေတဲ့စစ်ကောင်စီတပ်တွေနဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။